ညံရဲကောင်းတာလေနော်ဟိုညံရဲကောင်းတော့တချို့ထားရလို့ဒီပြောပြနိုင်တော့ကိုစိတ်ထင်မှထင်လိုက်တာဟဲ့ဒီဒီဒီတယောက်မစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဟောဘာလို့ထင်ရင်းပြနောက်တော့ဘယ်ဟုတ်မလဲ तू ကဗီဒီယိုဆိုင်ဖွင့်တာအဲ့တော့အဲပေါ်ကျွန်တော်တို့၃လ၅လောက်တော့ပြန်ကြည့်ရတော့ဗောနော်တကယ်ဟိုမျက်နှာတက်ပေါ်လုံးဝဟိုဘယ်လိုပြောမလဲဒီဟိုဒီနေ့ထူးထူးဆန်းဆန်းလေးပေါ့နော်ထူးထူးဆန်းဆန်းပုံစံလေးနဲ့အဲဟိုဖြစ်လာတာဗောနော်ဆိုတော့ ဒီကတော့အဲ့တော့မင်းသမီးကတေသွားတာလေဟိုသူတွေးကင်စာလာပါလားအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးချွဲတဲ့အခန်းလေးတွေပေါ့နော်အဲ့မှာဟိုအဲ့မှာဥတိုက်စိုးကြီးနဲ့အဲ့လိုမျိုးခါတာကန်လေးတွေပါတယ်အဲကိုကိုယူဝရန်နဲ့အဲ့လို drummer လေးတွေပါတယ်ပေါ့နော်အဲ့အဲ့ဒါလေးရောတကယ်ကျေးဇူးပါကိုကိုလည်းကိုမပြေလေးအဲကျွန်တော်တို့အဲ့တုန်းကငကဲ့ကိုအစ်စ်ဆန်တစ်ခုပေါ့အဲ့လိုမျိုး feeling တစ်ခုအစ်စ်ရခဲ့တာပေါ့ဟုတ် လောက်ပင်မင်းငယ်လေးပေါ့ညီမလေးလုံးလုံးရတယ်ဆိုတာဟောလေနော်စိတ်ကောလူရောတအားကိုနှစ်ပြီးတော့ဟောစူးစားပြီးလုံးရတာဖြစ်တဲ့အတွက်ဟောပင်လဲတကယ်ပင်မင်းပါတယ်အခုလိုမျိုးလေးညီရတော့လဲဒါရင်ထဲမှာပြောမပြတတ်အောင်ပီတီလေးဖြစ်ရပါတယ်အကိုစူးစားခဲ့တဲ့အတီးပွင့်လေးညင်ရတယ်ဆိုတော့လေဟုတ်ကျွန်တော်ဟိုပါပရမာဆုံးပြောကြတယ်သူအကွန်ကတ်ကူလေးရှင်းပါဘောเนาะကျွန်တော်ဟိုဟာအဲသူစူးစားခဲ့တာလေကျွန်တော်မြန်မာထင်ချင်းမြင်ခဲ့ရပါတယ်ဘောเนาะအခုလိုမျိုးအောင်မြင်တာ အများကြီးအောင်မြင်တာတွေ့ရတော့လည်းအများဝမ်းသာပါတယ်ခင်ဗျာဟုတ်ဟုတ်တယ် now ဒီအဲနှစ်လသုံးလလောက်နားပြီးနောက်ထပ်တဆိုင်သွားပါမယ်ဟုတ်ကဲ့ပါအများကြီး motivation ပေးကြရတော့ဗောသူဖိတ်တက်ကြတာခါလည်းရှိတယ်အဲပျော်ရွှင်တဲ့ခါလည်းရှိတယ်ဗောနော်စိတ်တက်ကြတော့ပုံများတာဗောအဲဆိုအဲ့ချိန်မှာဟိုကျွန်တော် motivation လုပ်ပေးရတော့ဗောခင်ဗျဟုတ်ကဲ့ခင်ဗျသူရဲ့ဟိုအိုးငငယ်ဟိုပါဗောကျွန်တော်တို့ ပိုးရင်တော့ပုံစံမျိုးပြန်မြင်တွေ့ရတဲ့အတွက်အရန်ဝမ်းတာပါတယ်ပေါ့နော်ကျွန်တော်တို့ပြန်မြင်ခြင်းတဲ့ပုံစံလေးတွေပေါ့နော်အဲပြရလေးပြန်တွေ့ရတယ်အဲပြန်ပြီးတော့နုပြိုတာမြင်ရတဲ့ကျွန်တော်အရန်ဝမ်းတာပါတယ်ကျွန်တော်ဟိုဂျုံကလေးရဲ့ကိုတွေက style မျိုးပါဟုတ်ကဲ့အဲ style မျိုးဟုတ်ကဲ့ကျွန်တော် big fan ပါအဲကျွန်တော်တို့ငယ်ရောတော့ဒါသူကတကယ်ကိုမျက်နှာသိဟိုပါပဲလေဟုတ်ကဲ့အိုင်လည်းငယ်ပါလေကျွန်တော်ငယ်ဆိုအိုင်လည်းငယ်ရဲ့ပါဟုတ် ဟိုသူနဲ့ကိုယ်နဲ့စတွေ့ရခါကြတော့တချို့ကားတွေက dialogue တွေအမဘယ်မှမီတော့မလဲ။ तू ကညံ့ရမ်းကောင်းတာလေနော်။ဟိုညံ့ရမ်းကောင်းတော့တချို့ dialogue တွေပြောပြနိုင်တော့ကိုယ်စိတ်ထင်မှထင်လိုက်တာဟဲ့ဒီဒီဒီတယောက်မစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဘာလို့ထင်ရင်းပြ။နောက်တော့ဘယ်ဟုတ်မလဲ။ तू ကဗီဒီယိုဆိုင်ဖွင့်တာအဖေကဗီဒီယိုဥက္ကဋ္ဌဆိုတော့သူကဗီဒီယိုခွေဆိုင်ဖွင့်တော့ तू ကဟို ဆေးကြောင်တက်တော့စာကျက်တဲ့အချိန်မှာသူကအဲ့အခွေကြီးအများကြီးသူကကူးရတယ်အဲ့တောင်ကအခွေကူးတဲ့ခစ်ကိုပဲကူးတဲ့ခစ်ဆိုတော့သူကယုံကလေးရဲ့ကိုကိုသူကတစ်ခါတစ်ခါသူကကူးခဲ့ရတာအဲ့တော့သူညံကောင်းတဲ့ dialogue မမိနဲ့ကိုကကိုကကိုတိတ်အထင်နေကြီးညာနောက်အိမ်အောင်ကြပြီးတော်တော်စာမသိရဟဲ့မလေးခွမ်းလို့အဲ့တော့အဲဘောကျွန်တော်တို့3 4 5ကတော့ပြန်ကြည့်ရတော့ဗောနော်တကယ်ဟိုမျက်နှာတက်ပေါ့လုံးဝဟိုဘယ်လိုပြောမလဲဒီဟိုဒီနေ့ထူးထူးဆန်းဆန်းလေးပေါ့နော်ထူးထူးဆန်းဆန်းပုံစံလေးနဲ့ အဲဟိုဖြစ်လာတာပေါ့နော်ဆိုတော့ဒီကတော့အဲ့တော့မင်းသမီးကတေသွားတာလေဟိုသူတို့သွေးကင်စားလာပါလားအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးချွဲတဲ့အခန်းလေးတွေပေါ့နော်အဲ့မှာဟိုအမဥတိုက်စိုးကြီးနဲ့အဲ့လိုမျိုးဟာတာကန်လေးတွေပါတယ်အဲကိုကိုယူဝရန်နဲ့အဲ့လိုဒရမာလေးတွေပါတယ်ပေါ့နော်အဲ့အဲ့ဒါလေးတွေကတကယ်ကျွန်တော်ကိုကိုလေးကိုမပြေသေးရအဲ့ကျွန်တော်တို့အဲ့တုန်းကတကယ်ကိုအစ်စ်ဆန်တစ်ခုပေါ့အဲ့လိုမျိုး feeling တစ်ခုအစ်စ်ရခဲ့တာပေါ့ဟုတ်ကဲ့အဲ့ဒါကိုအချိုးလာကိုအချိုးလာအချိုးပါတယ် ်ဆွဲပါလေဟာတော်သွားလဲအားနဲ့ဆွဲပါဟုတ်ကဲ့ဟာအိုးအမကငိုရင်းရလေဟိုဘယ်လိုပြောမလဲအကိုရီမောင်လေးဈာတဲ့ကြီးပြင်းခဲ့ရတော့တိတ်ပြီးတော့အဲ့လိုမင်းကလေးဆန်တာတော့တိတ်မရှိဘူး။နောက်ဟိုငငယ်တော့ဆိုပေါ့ကြော်မလို့တော့ခေါ်ခမ်းတာလေ။နော်နော်ကိုရဲ့အလုတ်အနေထားရလေအဲ့လိုချွေးနှဲ့ပြီးတော့အင်းအဲနဲ့နေခွင့်မရတဲ့ life ရဲ့အခြေအနေကဖြစ်နေတဲ့အခါကျတော့အတန်းလည်းသိတဲ့အတိုင်းပဲလေ။ဟိုဆိုတော့အဲ့လိုမျိုးတိတ်ချွဲတာဘာညာတော့မရှိပါဘူး။ဒါမဲ့ဟို तू ကနားလေပါလေ။ ကျောင်းသားလည်းနေတယ်ကျွန်တော်တို့ပဲပြန်လှုပ်စီခြင်းခဲ့တာပေါ့အမအမအဲ့တော့စီဝါပဲလှုပ်တာကျွန်တော်စတွေ့တော့ဟာကျတော့ဒီနုပညာလှုပ်တွေကိုကျွန်တော်တို့ပြန်လှုပ်စီခြင်းခဲ့တာပေါ့အဲ့တော့အများကြီးပဲဟို motivation ပေးခဲ့ရတာပေါ့အမပြန်လှုပ်ဖို့အတွက်ကိုကျွန်တော်တို့ဟိုအရန်ပါနဲ့တယ်ဘလူပါနဲ့လဲဆိုတော့ပြန်ရိုက်ပါလားလို့ဆိုတော့တခုမှမပြောငငယ်တော့ပုံလေးလိုမျိုးနော်ပြန်ရရင်ကောင်းပါပဲဘာဖြစ်လို့လဲဆိုတော့ဒါ unit ဖြစ်ခဲ့တာလေတော်တော်များများကိုလည်းအဲ့လိုပဲအေးဟော တက်ခါတက်ခါပြောလာတဲ့ခါကျတော့အော်ငါပြန်ရရင် ကောင်းမလားမသိဘူးပေါ့အဲ့လိုနည်းနည်းပြန်ဆောက်တော့ဟောပြန်ရရင်ကောအော်စောစောပြောလို့ပေါ့ပြန်ရရင်ရောကောင်းမှာမလားအဆင်ပြေပါမလားဟိုငယ်တုန်းကလိုလေအသက်ရွယ်ရောဘော်ဒီရောအဲ့လိုမျိုးမဟုတ်တော့ဘူးလေအဓိကတွန်းအားပေးခဲ့ရတော့ဒါကိုသားကြီးကိုကိုစိန်လေးနဲ့လည်းပါတယ်အမတခြားစီးပွားရေးထက်ချက်မဲ့အစားအမတို့ကအော်ပြန်ရိုက်လို့ရှိရင်အများကြီးဟိုပို့ပြီးတော့ဟိုက အဆင်ပြေမှာပါညာသူတို့ကအဲ့လိုလေးပြောခဲ့တာလည်းပါတယ်သူတိုက်တွန်းတာလည်းပါတယ်အဲ့တော့အစားအမလုံးဝတသလုံးမြန်မြိုက်တော့ဆိုပြီးကိုယ့်ကိုအဲ့လိုအေးဆေးပဲနေတာအလုံးငယ်ငါးနှစ်လောက်ကစပြီးတော့တကားလောက်တော့ဆန်းရိုက်ကြည့်နိုင်ကောင်းမလားပေါ့အဲ့အဲ့လိုမျိုးတွင်းရနေတကားလောက်စရိုက်ဖြစ်သွားအနုပညာပိုးဆိုတာလည်းသိတဲ့အချိန်ပဲစဖို့ပဲလိုတာလေမဆုံးတော့ဘူးသိတယ်အဲ့ဒါနဲ့အခုအနုပညာတွေကဇက်တိုက်ဇက်တိုက်ဇက်တိုက်လုတ်ဖြစ်တာပေါ့ဘာလို့ဖြစ်တော့အခုလက်ရှိရိုက်နေတဲ့ဒီအလင်းမေးမေးဖြောင်းနိုင်ကားထဲမှာဆိုအမငေဘဝလေးတွေအမတရုတ်ဆောင်ရတယ်အာသူတို့ ဟိုအိမ်ကမောင်တို့ကိုငချင်ကိုချင်ကြတော့ဗောသူတို့လက်ခုပ်ပြီးပြောဒီလိုလေးပြင်ပြရတာဝမ်းသာတယ်ဘာညာအဲ့လိုပြောကြတာဗောလေတကယ်တော့မြောက်ပေးနေကြတော့မအခုတက်မီတုပ်ဆောင်လာမအထက်အကူကပို့ပြီးတော့ဝမ်းသာနေရတယ်ပို့ပြီးအဲ့လိုမြင်ကျင်နေရတော့ဟုတ်ကဲ့ဝမ်းသာပါတယ်ဘာလို့ဆိုကျွန်တော်တို့ဘဝတွေမှာကျွန်တော်လှုပ်ချင်တာလှုပ်ရတာအရင်ပြောချင်တာကောင်းမှာဆက်ချမ်းဆန်တာကောင်းတာလေတကယ်ဟိုဟိုဘဝရဲ့စိတ်ကျင်နေမှုရပါတယ်ကျွန်တော်လည်းကျွန်တော်အမျိုးသမီးကိုအဲ့လို live set ဟိုဘဝရဲ့စိတ်ကျင်နေမှုအပြည့်အဝရရစေချင်လို့ပါခင်ဗျာ အဓိကအမားတို့မိသားစုလေးရတယောက်ကိုတယောက်စိတ်ချမ်းသာအောင်စူးစမ်းပြီးထားပေးကြတယ်အဲကျမ်းမာရေးကောင်ဂရုစိုက်ကြတယ်အဓိကအဲ့လိုဟိုမေတ္တာနဲ့နားလည်မှုလေးနဲ့အဓိကသွားကြတာပေါ့လေအဲအဓိကတော့ချစ်ပေးဂရုပိုက်ဂရုစိုက်ပေးတာတဲ့ဆိုမေတ္တာပေါ့မေတ္တာဒါအခုချိန်မှာကျွန်တော်မေတ္တာနဲ့သွားကြတော့နော်ဟိုချင်းချင်းမုန်းကြီးနေပူလာပါတယ်မြစ်တာကတော့ကြအေးမြပါတယ်အဲ့တော့တရားတော်မြစ်တာနဲ့အဲသွားကြတာပေါ့နော်